အားလုံးပဲမင်္ဂလာပါခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ Technic ရဲ့ HMB Facebook နဲ့ YouTube Channel တွေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီခေါက်လူချင်းမင်းတို့ပြပြပေးသွားမယ်နိပညာအကြောင်းအရာလေးကတော့ဒီကဘာလုံးမှာရှိတဲ့ကျွန်တော်တို့ CCTV အကင်မရာတွေကနေတဆင့်လူချင်းမင်းတို့ကြည့်ကျင်တဲ့နေရာတွေကိုကျွန်တော်တို့ဒိုက်ရိုက်အဲကြည့်လို့ရမယ်မိုက်ဆုံးလှုပ်ဝက် application လေးတစ်ခုအကြောင်းကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့လူချင်းမင်းကနိုင်ငံရရောက်နေတာမျိုးပဲဖြစ်ဖြစ်တခြားနိုင်ငံတွေရဲ့ကျွန်တော်တို့ အဲတခြားနိုင်ငံတွေကကျွန်တော်တို့အဲမြေပုံတွေကိုကျွန်တော်လူချင်းမျိုးဗေးနေရာမှာပါရှိတယ်ဗေးနေရာမှာပါဆိုတာကိုကြည့်လို့ရမယ်အမိုင်ဆုံး application လေးတစ်ခုအကြောင်းကျွန်တော်ဒီဗီဒီယိုလေးမှာလူချင်းမျိုးပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်လူချင်းမျိုးစီမှာဖုန်းတစ်လုံးရှိတယ်ဆိုလို့ချင်းလူချင်းမျိုးအိမ်ထဲကနေပြီးတော့ပဲဒီကမ္ဘာလုံးကိုပတ်နိုင်တယ်အမိုင်ဆုံးလှုပ်ဝက် application လေးတစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီ software လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဗီဒီယိုလေးကိုမဖြစ်မနေအဆုံးထိကြည့်ပေးကြဖို့လဲကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျ ကဲကြားလိုက်ရအောင်ဗျဗီဒီယိုလေးမဆိုင်တဲ့အရင်ဆုံးလူချင်းမြန်ကျွန်တော်တို့ YouTube channel ကနေဗီဒီယိုလေးကိုကြည့်ရအောင်မယ်ဆိုလို့ချင်းလူချင်းမျိုးဖုန်းထဲမှာရှိတဲ့ VPN တစ်ခုခုလောက်ကိုအရင်ဆုံးချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ YouTube channel ကဗီဒီယိုလေးကိုကြည့်ပေးချဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ပါတယ်လူချင်းမျိုးဖုန်းထဲမှာရှိတဲ့ VPN တစ်ခုခုလောက်ကိုချိတ်ဆက်ပြီးတော့ကျွန်တော်တို့ support ပေးချဖို့လည်းကျွန်တော်ဒီနေရာနေပြီးတော့အခုကြီးတောင်းချင်ပါတယ်ခင်ဗျ ပြဆလိုက်ရအောင်ဗျကျွန်တော်တို့က software လေးတစ်ခုဖြစ်တဲ့အတွက်အရင်ဆုံး Play Store ဒါမှမဟုတ် App Store ရကနေ software လေးတစ်ခုလောက်ကို download ဆက်ပြရင်လိုအပ်တယ်ဗျဒီ video description မှာလည်းကျွန်တော် download ဆက်ပြရင် link လေးထည့်ပေးထားမယ်ဗျအဲ့ဒီကနေလူချင်းချင်းသွားပြီး download ဆက်လို့ရတယ်လို့ Play Store ဒါမှမဟုတ် search bar App Store လို့ search bar နေပြီးတော့ရှာပြီး download ဆက်လိုက်ရမှာဖြစ်ပါတယ်ဘယ်လိုမျိုး download ဆက်ရမလဲဆိုတော့ကျွန်တော် search bar လေးမှာ live admin ဆိုပြီးရှာလိုက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် live I'm Matt, -E L-I-V-E, live, E-A-R. TH Live F Map 2023ဆိုပြီးရိုက်ချလိုက်ရမှာဖြစ်ပါတယ်။ရိုက်ချလိုက်ရမှာဆိုရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်။ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီမှာဆိုလို့ရှိရင် software တွေအများကြီးရှိတယ်ဗျ။ဒီထက်ကနေကျွန်တော်စမ်းကြည့်ပြီးသုံးကြည့်ပြီးရအရှင်းအပြည့်ဆုံး software လေးပေါ့နော်။အဲ့ဒီ software လေးကျွန်တော်ရှာပြမယ်ဗျ။ဒီမှာလူကြီးမျိုးတွေ့ပြီး Live Satellite View GPS Map ကျွန်တော်တို့ဂျိုရိုးကနေပြီးတော့ GPS လူကြီးမျိုးဂျိုရိုးကနေပြီးလှမ်းပြီးတော့တစ်ကဘာလုံးကိုကြည့်လို့ရမယ့် application တွေဖြစ်ပါတယ်ခင်ဗျ။ဒီ application တွေပေါ့နော်။ကျွန်တော်ဒီ software လေးကိုအရင်ဆုံးလူကြီးမျိုး phone ထဲမှာ download ဆွဲ ထားရမှာဖြစ်ပါတယ်သူရဲ့ software ရေးတက်ဆိုလို့ရှိရင်တော့ download ဆွဲသူက10 million platform မှာရှိတယ်ဗျသူရဲ့ software app guide ထဲမှာတော့ဒီလိုမျိုးလေးပြထားတယ်အထင်ကြီးရနေရာတွေကိုလူကြီးမင်းကကြည့်လို့ရမှာဖြစ်ပါတယ်အလွယ်ကူဆုံးနဲ့အမိုက်ဆုံးကြည့်လို့ရမှာဖြစ်ပါတယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ software လေးအရင်ဆုံး download ဆွဲလဲရမှာဖြစ်ပါတယ်ခင်ဗျ download ဆွဲပြီးတော့ဒီမှာ open ဆိုတာလေးတွေကိုဝင်နိုင်မယ်ဗျ open ဆိုလေးဝင်ပြီးသွားပြီးတော့ loading ဖြစ်နေတဲ့အတွက်ခဏလေးစောင့်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျဒီမှာဆိုလို့ရှိရင် tab here to start ဆိုတဲ့ဟာလေးကို နေလိုက်မယ်ဗျအဲနေပြီဆိုလို့ရှင်ပါလာပြီပါလာပြီဆိုလို့ရှင်ပထမဦးဆုံးကျွန်တော်တို့ဒီမှာ round rounded finder ဆိုပြီးရိုက်ရှာလိုက်မယ်ဗျကျွန်တော်တို့ regimen တို့ရဲ့နေရာကိုအရင်ဆုံးကြည့်မှာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှင်နှိပ်လိုက်ကျွန်တော်တို့ကြော်ညာလေးကိုကြက်စီကလေးနှိပ်လိုက်အဲဒီမှာဆိုလို့ရှင်ကျွန်တော်တို့ location လေးပေါ်လာပြီဗျအပေါ်လာပြီဆိုလို့ရှင်လူချင်းမြန်ဒီမှာဆိုလို့ရှင်အပေါ်ဆုံးလေးမှာအနီလေးနဲ့နှိပ်လိုက်မယ်ဆိုလို့ရှင်အဲမျိုးတို့မြေပုံပေါ်မှာပေါ်နေမှာဖြစ်ပါတယ်အဲအောက်ကကျွန်တော်တို့ဂျိုရူကနေပြီးကြည့်ချင်တာဆိုလို့ရှင်တော့ဒီမှာ အဲဂျိုရူကနေပြီးကျွန်တော်တို့လက်ရှိရောက်နေတဲ့နေရာကိုဒီမှာပြနေမှာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ချင်းကျွန်တော်တို့ကျွန်တော်လက်ရှိရောက်နေတဲ့နေရာလေးကိုလူချင်းမင်းပြနေမှာဖြစ်ပါတယ်အဲဒီနန်းလေးမှာရှာမယ်ဆိုလို့ချင်းကျွန်တော်တို့လူချင်းမင်းကရှာလိုက်ပေါ့နော်ရန်ကုန်ဆိုလို့ချင်း Y A N G O N နဲ့ရန်ကုန်ဆိုလို့ချင်းရန်ကုန်ဆိုပြီးရိုက်ရှာလိုက်မယ်ဗျရန်ကုန်ဆိုပြီးရိုက်ရှာလိုက်မယ်ဆိုလို့ချင်း Go ဆိုတဲ့ဟာလေးကိုသွားလိုက်မယ်အောက်မှာရှိတဲ့ Antwa address ဆိုတဲ့ဟာလေးလေကျွန်တော်ရွှေတကုံပေါ့နော် S A W ရွှေ A ရွှေတကုံကြီးကိုအဲဒီရွှေတကုံဆိုပြီးရိုက်ရှာလိုက်မယ်ဗျအဲကျွန်တော်တို့ရန်ကုန်ရွှေတကုံဆိုပြီးရိုက်ရှာလိုက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာမှာအဲပေါ်လာပြီးတော့ဒီလိုမျိုးလေးပေါ်လာပြီးပေါ်လာပြီးဆိုလို့ရှင်ဒီနေရာမှာကျွန်တော်အဲမတ်လေးပေါ်တော့ကျွန်တော်ပေါ်လာမှာဖြစ်ပါတယ်ဒီထဲကနေပြီးလူရင်းမင်းကကြည်လို့ရမှာဖြစ်ပါဒီထဲမှာစက်တယ်လိုက်ကနေကြည်ကျင်နေဆိုရင်လည်းကျွန်တော်စက်တယ်လိုက်ဆိုတဲ့ဟာလေးနေလိုက်ကျွန်တော် ဒီမှာဆိုလို့ရှိရင် public ရုံးတွေကြည့်လို့ရမှာ street view တွေကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျဒီတည်းကနေပြီးလူချင်းမြန် 3D ကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်း 3D ကြည့်လိုက်မယ်ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ street view တွေကြည့်ကျင်တယ်ဆိုရင်လည်းကြည့်လို့ရမှာဖြစ်ပါတယ်ခင်ဗျနောက်တနည်းကတော့ကျွန်တော်တို့အဲဒီမှာဆိုလို့ရှိရင်အများကြီးပါတယ်ဗျဒီထဲကနေ street view တွေကြည့်ကျင်နေဆိုလို့ရှိရင်လူကြီးမြတ် street view ဆိုတာလေးနှိပ်ပြီးတော့ကြည့်လို့ရတယ်ဒီထဲမှာလူကြီးမြတ်ကြည့်ကျင်တဲ့နေရာကို street view ဆိုတာကြည့်လိုက်မယ်ကျွန်တော်ကတော့ USA ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီထဲမှာ USA ကနေပြီးတော့ အချိန်ကရနေရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုမှ stack of library ဆိုတဲ့ဟာလေးကိုကြည့်လိုက်မယ်ဗျ။အဲဒီမှာဆိုလို့ရှိရင် LAN တွေကိုကြည့်လို့ရမယ်ဗျ။ကျွန်တော်တို့နိုင်ငံကတော့သူတို့နိုင်ငံလောက်ကြီးမတိုးတက်တဲ့အတွက်ကျွန်တော်တို့ LAN တွေကိုတော့ကြည့်လို့မရဘူးဗျ။ဒါပေမဲ့အဲကျွန်တော်တို့အခြားနာမည်ကြီးတဲ့ကျွန်တော်တို့အထင်ကရနိုင်ငံတွေမှာဆိုလို့ရှိရင် LAN တွေကိုဒီမှာဆိုလို့ရှိရင်ကြည့်လို့ရမှာဖြစ်ပါတယ်။တကယ်လို့မိုက်တယ်ဗျ။ကျွန်တော်တို့နောက်တစ်ခုကြည့်လိုက်ရအောင်။ ကျွန်တော်နောက်တစ်ခုနိုင်ငံတစ်နိုင်ငံလေးကိုကြည့်လိုက်မယ်ပြ USA မဟုတ်တော့ဘူးအဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အိန္ဒိယကိုတစ်ချက်လောက်သွားလိုက်မယ်ပြအိန္ဒိယကိုတစ်ချက်သွားလိုက်ပြီးကျွန်တော်ဒီမှာဆိုလို့ရှိရင်အိန္ဒိယမှာအကျော်အကြားဆုံးတို့အဲ Lotus Temple ကိုသွားကြည့်လိုက်မယ် Lotus Temple ကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်အဲဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်လုံးဝကိုအမိုက်ဆုံးဘယ်လိုပြောမလဲအဲ street view လေးကြည့်လို့ရမယ်နေရာလေးဖြစ်ပါတယ်ခင်ဗျဒီမှာဆိုဒီတိုင်းလေးကြည့်လို့ရမှာဖြစ်ပါတယ်ဒီနည်းနဲ့နေ့အတိုင်းပဲကျွန်တော်ကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ခင်ဗျ နောက်တစ်ခုကတော့ဒီမှာအများကြီးကြည့်တယ်ဗျဒီထဲကနေလူရင်းမင်းကြည့်ချင်တာတွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ admit ထဲကိုတစ်ချက်လောက်သွားကြည့်လိုက်အောင်ဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်အဲ admit ဆိုတာဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျ admit ဆင်မှာတော့လူရင်းမင်းရောက်ရှိနေတဲ့နေရာကိုဒီညမှာတွေ့ရမှာဖြစ်ပါတယ်ဒီမှာဆိုလူရင်းမင်းကြည့်ချင်တဲ့နေရာအနီးကဆွဲပြီးတော့လဲကြည့်လို့ရနိုင်မှာ ဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ဒီလိုမျိုးလေးကြည့်လို့ရနိုင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တကယ်မိုက်တဲ့ application တွေဖြစ်ပြီးလူချင်းမရအိမ်ထဲကနေပြီးတော့တကဘာပတ်ချင်တဲ့လူချင်းမရနိုင်ငံခြားရောက်နေပြီးတော့မိမိရဲ့မွေးရမျိုးအနီးကကြိရှိချင်နေဆိုလို့ရှိရင်ဒီဆော့ဝဲလေးကမဖြစ်မနေအမိုက်ဆုံး application လေးတခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲဗျကျွန်တော်တို့ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like လေးလောက်သွားပြီးတော့ကျွန်တော် YouTube channel နဲ့ Facebook page လေးကို subscribe follow မလုပ်ရသေးဘူးဆိုရင်တော့ follow subscribe လုပ်ပါပေးကြပါအောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ